ဆန်ကြီးဦးအောင်တင်းရဲ့လူသူလူစံတွေနှစ်အီစာကိုဖတ်ရှုခွင့်ပြုပါရန်ဆာကြီးနဲ့တက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။မျက်စိကွယ်နေသည့်တိုင်အောင်ရည်ရည်မောမောနှင့်ဘဝကိုပျော်ပျော်ကြီးနေထိုင်သွားခဲ့သောကုဘသွင်အကြောင်းကိုအနေငယ်ဆက်လိုက်ခြင်းပါသည်။ပတလာအတီကောင်းသောတီဝိုင်းကောင်းစာမို့ထိုက်တင်သလောက်တော့ဝင်ငွေရွှင်ခဲ့ဟန်တူပါသည်။အသောအစားလေးလည်းဖက်လာသည့်အပြင်နောက်ပိုင်းမှာတော့ဘိန်းပါရှူလာသည်။ ညနေချင်းရောင်းရင်းရှူဖို့ကိစ္စကိုလုံးပန်းရတော့သည်ပေါ့ဒီနေ့မှာတော့သူ့အိမ်ရှေ့တွင်ခန့်ခန့်ခိုင်ထိုင်နေသည်ကိုတွေ့ရသည်နှင့်ကျွန်တော်ဆရာတောင်တွင်းကြီးတခင်ကျော်စင်းကတတိမူကြဖို့အမြဲတမ်းအောင်ကွဲငတိမရှူရလို့အမြဲတမ်းမှိုင်တယ်လို့သူကြားလာအောင်တခြင်းစုံလိုက်သည်အဲ့ဒါကထိုစဉ်ချိန်ကခက်စားနေသော ရှေးပြင်တခြင်းတွေကစာသားလေးကိုဖျက်ထားခြင်းဖြစ်သည်မူလတခြင်းက တရီမူကြဖို့အမြဲတိုင်အောင်ကွဲမနစ်ပူရနဲ့ကတဲ့တောင်ပိုင်နေဟူရဖြစ်ပါသည်ကိုဘတွင်လည်းအနေငယ်တော့မခံခြင်းဖြစ်သွားမည်ပေါ့သူတို့တွင်ညံ့နေတိုင်းစုပြီးတောင်ပြောမြောက်ပြောပြောနေကြနေရာကိုေချမ်းအင်းရှိကုတ်ပြက်ကလေးစီတို့ကိုဘတွင်နည်းနည်းလေးမောင်စပြိုးချိန်တွင်ရောက်လာသည်ပြီးတော့ဘာမပြောညာမပြောခါကပိုးလုံးကြီးတပတ်နွမ်းလေးကိုအသာမ၍ခြေထောက်ကလေးထောက်ကြွထောက်ကြွနေကဟန်ဆောင်းလိုက်သည်ဗဇက်ကဆိုတဲ့တခြင်းက ဖူးပွင့်ငံဝဲရွှဲရွှဲနင်းစီမောင်တွင်ရှူခဲ့ပြီဆိုပဲတခင်ကျော်စိန်ကကျွန်တော်ကိုပြန်ပြောခဲ့၍သိရခြင်းဖြစ်ပါသည်တခင်ကျော်စိန်လည်းအလွန်ထူးသောလူတစ်ယောက်ပါပဲဒီလူတွေနဲ့ဒီလောက်ဖက်လဲတခင်ပေါင်းနေပါလေရဲ့အရက်တို့ဘိန်းတို့မဆိုထားပြီးဆက်လိုက်ကိုပင်မတောက်တက်ချေနောက်ပိုင်းတွင်ကိုဘသွင်မျက်စိနဲ့နဲ့ပြင်းပြင်းလာတော့ဖဲရိုက်သည်ဖဲချက်ကိုမျက်လုံးနာကတ်ကြည့်ပြီးအပွင့်ကိုရေးရေးမြင်ရသည်ဒီနေ့နဲ့ဖဲရိုက်နေရင်ပြောလိုက်သည် ဟေးကောင်းနေမင်းတို့ငါ့ကိုဖဲလိမ်မြိုက်ကြနဲ့နော်ငါ့လိုတုံးနေတီတီမျက်စီကွဲကုန်လိမ့်မယ်တဲ့နောက်တယောက်ချောင်းကိုလည်းပြောလိုက်ရပါသေးဦးမီနာမည်ချင်းကလည်းခက်စင်စင်ကိုဘတော်တဲ့ကိုဘတွင်တို့ရဲ့နောက်တစ်ခေတ်ကာလသားဆိုတော့ကျွန်တော်တို့ထဲတစ်ခေတ်စောသောကာလသားဟုဆိုရပါမည်သူကလည်းပြီးသားပါပဲနောက်ပိုင်းကျွန်တော် ကာလသားဖြစ်လာတော့သူနဲ့အတော်ခင်မင်းလာပါသည်ကျွန်တော်ကလည်းလေးလေးစားစားဆက်ဆံပါ၏အထူးသဖြင့်စာအုပ်ကလေးတွေပါလေးတွေပေးဖတ်တော်ကြောင်ဖြစ်သည် ကျွန်တော်တိုက်တွန်းလွန်တော်အကြောင်းသာဖတ်တော်လဲတကယ်ဆွဆွမြင့်မြဲတော့မဟုတ်ပါဒီနေ့တော့သူထမ်းပင်ပေါ်ကလိမ့်ကြသည်ဟုကြားလိုက်ရ၏ဖြစ်ပုံကဒီလိုပါမြို့ရှိဘက်ကကိုကျော်ကြီးထတော်တို့သွားပြီးထရေတောက်သည်အောက်ဖက်တွင်ထရေပြန့်နေသည် နောက်တပင်တက်အောင်မီဆိုတော့ကိုဘတော်ကသူတက်ချမီဆိုပြီးကိုရင်ထမ်းတက်သည်ထမ်းတက်သည်ကိုမြင်ပူးကြပါလိမ့်မည်ရင်းထောင်လေကားကိုထမင်မာကက်အုံးစံကျိုးလေးနဲ့ထမ်းပင်လုံးကိုကပ်ပြီးတဲထားလိုက် ဤသို့ကျိုးသုံးချက်လောက်တဲကြည့်သွားရသည်တကယ်တော့ကျိုးကလေးတွေနဲ့လေကားကိုထိန်းထယုံလောင်းမြသာဖြစ်သည်လူကထမ်းမင်လုံးကိုလှမ်းဖက်လေကားကိုနင်းတက်သွားခြင်းဖြစ်၏ကိုဘတော်ကထမ်းသမားတွေကျိုးချီနေတိုင်းတော့ချီပါရဲ့ထမ်းမင်လုံးကိုလှမ်းဖက်ပဲလေကားကိုကင်ပြီးတက်သည်လေဒီတော့ရေးတောင်ထိပ်ဖြားလဲရောက်ရောထိန်းကျိုးလေးတွေပြက်ပြီးလေကားပါပက်လက်လန်ပြီးကြလာပါလေရောတတော်တွေကလက်နဲ့တင်ပြီးစိတ်ယုံသူပို့လိုက်ရသည် ကျွန်တော်လဲစိတ်မကောင်းဖြစ်ကစိတ်ယုံလိုက်သွားသည် ကဲရီမော်မာလူကပတ်လက်ခြေနှချောင်းမှာကြောက်ပတ်တီတွေဖွေးသားနဲ့တန်လန့်ချိန်ထား၏လူကတော့ရွှင်ရွှင်လန်းလန်းပါပဲကျွန်တော်ကစိတ်မသက်မသားနဲ့ဖြစ်မှာဖြစ်ရလေကိုဘတော်ရဲ့ဟူဆိုလိုက်တော့လေဒီကုံကျင့်တာထိမပွင့်လို့ကြောင်တင်ရတဲ့ကျွန်တော်မှအိမ်ကြီးကိုမဆောင်နိုင်တော့ပဲဟဲ့ဟဲ့ပဲပဲဤမောမိပါ၏လူနာနဲ့လူနာမေးလာသူတို့တဟီဟီတဟာပွဲကြနေပုံကိုစဉ်းစားတာကြည့်ပါပြီတော့ကျွန်တော်ကသူဖတ်ဖို့ပေးထားသည့် ဦးတို့ဤအာဇာနည်ဆိုတာဘာလဲစာအုပ်ကလေးကိုအဲ့ရပေးမှချထားတော့ထိုစာအုပ်ကလေးကိုကောက်ကိုင်းနေပြီခင်ဗျားမြောက်ပေးတာနဲ့အာဇာနည်ဖြစ်ခြင်းလို့ဒီလိုဖြစ်ကုန်ရတာဟုဆက်လိုက်သေးသည်ကျွန်တော်ဒီလိုလူတူးလူဆန်းတွေကိုအလွန်အံ့ဩမိဤသူတို့တွေဘဝကိုဘယ်လိုသဘောထားပြီးနေသွားကြသည်လဲအလွန်အံ့ဩစရာကောင်းတဲ့လူတွေနောက်ထပ်တစ်ပုဒ်ကိုလည်းချက်လက်ပြီးဖတ်ပြခြင်းပါသေးတယ်ရှင်။ဒစိမ့်စိမ့်ဂျေဇူးတင်မိခြင်းနဲ့ တခြားစာဖတ်သူများတော့ဖြင့်မပြောတဲ့ကျွန်တော်ဖို့စာရီပေရီကိုဖတ်နေရင်စာရေးသူများကိုအော်သူတို့လိုစာရေးရှားတွေစူးစားပန်းစားစူးစူးဆန်းဆန်းရေးလို့ဒီအကြောင်းတွေသိရပါပေတယ်သူတို့ကျေးဇူးကြီးလာပါပေတယ်ဟူသောကျေးဇူးတင်စိတ်မကြာခဏဖြစ်မိကြပါသည်ကျွန်တော်ခန့်ငယ်ငယ်အင်္ဂလိပ်စာဖတ်တတ်စာကာလာတွင်စာရိုက်တာဟက်ဂတ် ဆာဝါဒါစကော့စသောကမ္ဘာကျော်စာရေးဆရာကြီးများ၏ခန္ဓာဝင်ဝိတ္ထုကြီးများကိုအတူချုံပြီးအင်္ဂလိပ်စာလွယ်လွယ်နှင့်ရေးသားထားသော စာအုပ်များကိုဖတ်ခဲ့ရ၏။အင်္ဂလိပ်စာလွယ်ယုံမြမကမူရင်းလာကိုပါရတာမပြတ်အောင်ရေးသားပြုစုနိုင်နေသောကြောင့်သောစာပြုသူမိုက်ကယ်ဝါဆိုသူဆရာကြီးအားအီးမန်းပြီးမကြာခဏကတော့ခဲ့မိပါ၏တကယ်ကိုတစိမ့်စိမ့်ကျေးဇူးတင်သောကြောင့်ကတော့ခဲ့မိခြင်းဖြစ်ပါသည် အများသိကြသည့်အတိုင်းကျွန်တော်မှာမြန်မာစာပြဆရာတယောက်ဖြစ်လေတော့ကြောင့်မကြာခဏဆိုသလိုသူတေသနာတရုတ်ပြအပိဒံကိုလှမ်းရပါ၏ထိုကျမ်းကိုစိတ်ရှိလက်ရှိကျိုးပန်ပြုစုတော်မူခဲ့သောဆရာတော်အရှင်ဩဘာသာပြီဝင်သားကိုလည်းမကြာခဏစာအုပ်ကိုင်းနေရင်းကလက်အုပ်ချီးပြီးကရော့မိပါ၏ထို့တူမှာဗုဒ္ဓဝင်ကိုပြုစုစီရင်တော်မူခဲ့သောတိပိတကမင်းကွန်ဆရာတော်ဖျားကြီးကိုလည်းဗုဒ္ဓဝင်ကိုဖန်နေရင်းတစိမ့်စိမ့်ကျေးဇူးတင်လျက်ကရော့မိပါသည် ဗုဒ္ဓဘာသာတရားအနေနှင်းမြတာမဟုတ်ပါမြန်မာစာပြဆရာတယောက်အနေနဲ့လည်းကြောချင်းဖြစ်ပါ၏အများသူကသိနေကြသည်ကဆရာတော်ကြီးကိုပိဋကသုံးပုံဆောင်နိုင်သောသတ္ထသင်္ကာယနာတရားတွင်အလွန်အေးပါသည့်နေရာကပါဝင်ခဲ့သောဆရာတော်ဖြစ်တာသိနေခဲ့ကြပါ၏ကျွန်တော်လည်းအများသူကအတိုင်းပါပဲမဟာဗုဒ္ဓဝင်ကိုဖတ်လိုက်ရသောအခါတွင်မှရှင်မဟာတိလဝင်တအစား မန်လေလေဒီဆုံးမြမခန္တဝင်းစာပေဟူသမ ्या ကိုမှွေနောက်သုံးသက်ထားကြောင်းသိလာပါသည်ခါကျိုးလောက်အောင်စာဖက်ပြီးအုံနောက်မီးပွင့်လောက်အောင်ကြံစီထားကြောင်းကိုသိလာရသောအခါစာဖက်နေရင်လက်အုံမချီပဲမနေနိုင်တော့လောက်အောင်ဖြစ်လာရပါသည်ယခုလည်းတစိမ့်စိမ့်ကျေးဇူးတင်စရာပေါ်လာပြန်တော့ကြောင်းဤဆောင်ပါကိုရေးလိုက်ရခြင်းဖြစ်ပါသည်28ရက်2လ69ထုတ် ကျေးမုံတည်င်းစာတွင်မောင်စုရှင်ကလောကဓမ္မသိပ္ပာကုံလုံးကွန်ပျူတာဆွဲဆောင်မှုသောဆောင်းပါပါလာပါ၏မြမဆွဲဆောင်ကျန်စာမျက်နှာတထောင်ခွဲခန့်ကိုလက်ဝါးလောက်သာရှိသည့်ကွန်ပျူတာ text လေးအတွင်ထည့်သွင်းနိုင်ပြီဖြစ်ကြောင်းတည်င်းကောင်းပါတာသည့်ဆောင်းပါဖြစ်သည် မောင်စုရှင်ကစာပေပိတ်မှန်တွင်ရှိမီနောက်မီအမှုထမ်းရသူဖြစ်သည့်အတိုင်းဆွဲဆောင်ကျန်းစီကိုပြုစုစဉ်ကတွေ့ကြုံကိုလည်းပြန်လဲလွမ်းတာအောက်မေဟန်တူပါ၏သူရေးသားထားတာလေးတွေကိုကြည့်ပါမြမဆွဲဆောင်ကျန်းအတွဲအတွဲ့ ခခွေးနေရာတွင်ချင်းလုံးချောင်းကိုရေးရန်ဆရာကြီးဦးကုံပန်ထံသို့ကျွန်တော်နှစ်ကြိမ်သုံးကြိမ်ရောက်သည် အကြာပါတာရက်များကိုပြုစုရန်ဦးတင်ရေးတို့ရှမ်းပြည်နှင့်ဆရာကြီးဦးဖေမောင်တင်ဆရာကြီးဇေယတော်နှင့်တွေ့ဆုံချင်းကမေးမြန်းခဲ့ရသည်ကိုလည်းမှတ်မိနေသေးသည်သူတို့ကဲ့သို့ပညာရှင်များတွင်ဒေါက်တာကျော်ထင်းမဟာပညာဗလာဦးကြီးဖေဆရာညံမြန်မာစာပါမကဦးအေးမောင်ဦးမမောင်ကြီးဒေါက်တာလှဘူးဦးတာမြတ်ဦးဖိုးလက်ပညာမင်းကြီးဦးဖိုးတုံပုံမှုပါတောင်မောင်တုတ္တ ပကြီဥပကြီးစသူတို့ကိုပြန်လည်မြင်ရမိသည်ကျွန်တော်တို့ရေးသားထားသောစာများကိုတီးဖြတ်ရန်ဆရာဦးတင်ဖန်မောင်ထင်နှင့်ပမခဥမျိုးမင်းနွယ်စိုးတို့မှစာပေပိတ်မှန်စာရီဌာနတွင်နေစဉ်ကောင်းမဖော်နိုင်အောင်အလုပ်များခဲ့ကြသည်မောင်စုရှင်ဆောင်းမကိုဖက်နေရင်ကျွန်တော်ထိုထိုသောပညာရှင်ကြီးများကိုကျေးဇူးတင်နေမိသည်သူတို့ဤဇွဲလုံလဝိရိယတို့ကိုမှန်းကြည့်လိုက်တော့ကတိမ်ငယ်စိတ်ဝင်လာမိရောအမှန်ပင်ဖြစ်ပါသည်မိမိကိုယ်ကိုစာရေးစရာပါပဲဟုအမိခံနေတော်လဲ ထိုးထိုးသောပညာရှင်ကြီးများကိုမော်ကြည့်လိုက်တော့ကိုယ်ပညာပပနာကခွဲပြစ်တဲ့ထုတ်လောက်ရှိပါကလားဟုအမေလိုက်မိပါသည်ကွန်ပျူတာ CD ဖြစ်လာအောင်ဖန်တီးပေးလိုက်တော့ Forever Group Win Model ကိုလည်းကျေးဇူးတင်နေမိသို့တော့ခန့်နေသည်ကကျွန်တော်မြေမကလေးတယောက်ကိုဆွဲဆောင် CD ROM ဝယ်လာပြီးပို့စမ်းဟုမှားထားလျာယခုထက်တိလာမပို့သေးသည်ကိုထောက်တော့ဝယ်လို့မရသေးဖြစ်ဟန်ရှိသည်ဘေးကမြန်မာပြန် CD လည်းဘယ်မှာဝယ်ရမှန်းမသိ ကျေးဇူးအပြည့်တင်ခြင်းမှာတော့လည်းတင်ခွင့်မရသေးဖြစ်နေပေသည်။နောက်ထပ်လည်းဆရာကြီးရဲ့စာများကိုဆက်လက်တင်ဆက်ခြင်းမှာသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတူတာပါ။